တရုတ်တရှုဖြစ်ဆွဆွဲခံရသူဖြစ်တဲ့ဖိလစ်ပိုင်မျိုးရဲ့မျိုးတော်ဝန်ဟောင်းတဦးဟောင်းကြားဖြန့်လုပ်ငန်းနဲ့ဆက်ဆက်တဲ့လူမှောင်ကိုမှုတွေကျူးလွန်ကြောင်းပြစ်မှုထင်ရှားတာကြောင့်တသက်တကျွန်းချမှတ်ခံခဲ့ရပါတယ်။နိုဝင်ဘာလ20ရက်နေ့မှာတော့အဲလစ်ချောင်းနဲ့တခြား3ဦးဟောင်းထောင်ဒဏ်တသက်တကျွန်းစီရင်ချက်တွေအသီးသီးချမှတ်ခံခဲ့ရတယ်လို့ထံငွေပီဆို2သန်းတနည်းအားဖြင့်ဒေါ်လာ3400နီးပါးတန်ရိုက်ခံခဲ့ရပါတယ်။အသက်35နှစ်အရွယ်အဲလစ်ဟောင်းဘမ်ဘမ်ဆိုတဲ့မြို့ငယ်လေးတစ်ခုရဲ့မြို့တော်ဝန်ဟောင်းပါ သူဟာ2022ခုနှစ်တုန်းကမနီလာမြို့တော်မြောက်ဖက်မှာတည်ရှိတဲ့ပန်ပန်မြေမြို့တော်ဝန်ဖြစ်ရွေးကောက်ခံခဲ့ရပါတယ်။ပြည်တွင်းမှာပိုကိုလို့ခေါ်ဝေါ်လေးရှိတဲ့ကြားဖြန့်ငွေလိန်ကိုင်းတွေရဲ့အကြီးဆုံးကိုရဟောင်းအဲ့ဒီမြို့မှာရှိနေကြောင်းစစ်ဆေးပေါ်ပေါက်လာခဲ့ပါတယ်။အဲလစ်ကကြားဖြန့်တွေရဲ့အကူအညီနဲ့ငွေကြေးခဝါချမှုအပြင်လူမှောင်ကိုလုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုရှိပြီးဖန်ဖန်မှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေမှာ အထမစီခိုင်းခံရသူဖိလစ်ပိုင်တွေနဲ့နိုင်ငံခြားသားရှေ့ရာလောက်ကိုအာဏာပိုင်တွေကကဲထုတ်ခဲ့ရပါတယ်။ပန်ပန်မျိုးတွေကကြားဖြန့်လုပ်ငန်းခြံဝင်ကြီးကရှစ်ဟက်တာကျဲပြီးမြို့တော်ဝင်ရုံနဲ့မဏီမဝေမှာတည်ရှိခဲ့ပါတယ်။ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကဝင်ရောက်စစ်ဆီးတဲ့အခါအဆောက်အုံပေါင်း36ခုကိုတည်ရှိခဲ့ပါတယ်။ပြီးတော့အဲ့ဒီနေရာရဲ့မြေပိုင်ရှင်ဟောင်းဟာအဲလစ်ဖြစ်ပါတယ်။ရင်းပြင်း တရုတ်တရှိုးဖြစ်ဆွဆွဲမှုတွေကရှိခဲ့ပြီးသူကတရုတ်ကနေဖိလစ်ပိုင်ကိုပြောင်းရွှေ့အခြေချခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။တရှိုးဆွဆွဲချက်တွေကြောင့်သူဟာမြို့တော်ဝန်အဖြစ်ကနေဖေရှားခံခဲ့ရပြီးနောက်ဆက်တွဲစုံစမ်းမှုတွေလှုပ်ဆောင်နေချိန်2024ခုနှစ်ဇူလိုင်လမှာပြောက်ကွယ်သွားခဲ့ပါတယ်။ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဟာဒေသတွင်းနိုင်ငံတွေကိုပါဆက်သွဲချိတ်ဆက်ပြီးသူ့ကိုဖမ်းမိဖို့ကြိုးစားခဲ့ပါတယ်။အဲလစ်ဟာရဲတပ်တစ်ပတ်အချို့ခြေရာဖြောင်းနေနိုင်ခဲ့ပေမဲ့ အဒီနေစက်တင်ဘာလတုန်းကအင်ဒိုနီးရှားနိုင်ငံမှာအဖမ်းခံခဲ့ရပြီးဖိလစ်ပိုင်စီပြန်ရောက်လာခဲ့ပါတယ်။သူရဲ့ဖိလစ်ပိုင်နိုင်ငံသား passport လေးဖျက်သိမ်းခံခဲ့ရပါတယ်။